မဟုတ်ပါဘူးမဟုတ်ပါဘူးအဲဒီတော့ခொနကတပိတော်ရှောက်တယ်လို့အာနာပါနဆိုတာကဘာလဲတပိတော်တို့အာနာပါနကမ္မဋ္ဌာန်းကိုရှုတဲ့အခါမှာတမထဘိုင်းလားဝိပဿနာဘိုင်းလားဒါကိုယ်ကပြပြသိဖို့လိုတယ်ဒီတော့တမထဘိုင်းရှုနေတယ်ဆိုလို့ရှိရင်ဝင်လေထွက်လေဆိုတာကယုတ်ကလတည်းရဲ့အပေါင်းအစုပါဘာယုတ်ကလလဲလို့မေးတော့ အတ္တပတ္တကိုစိတ်တသမုဋ္ဌာဏယုတ်ဆိုပြီးတော့စိတ်ကြောင့်ဖြစ်တဲ့ယုတ်ဆိုပြီးတော့ဝိသုဒ္ဓိမေအထကရကရှင်းထားပါတယ်။ဒီတော့ဒီစိတ်ကြောင့်ဖြစ်တဲ့ယုတ်ကစိတ္တဇယုတ်တို့ရဲ့သဘာဝကအစ္ဆဒခန္ဓာကို အတွင်းမှသာ ပြန့်နှံ့ပြီးတည်ရှိပါတယ်ဖိဋ္ဌတို့မရောက်မဆက်ရောက်လာပါဘူး။ ဗိဒ္ဓအဋ္ဌိပြန့်နှံ့သွားတဲ့ဝင်လေထွက်လေကြတော့တပည့်တော်တို့ဒီစိရိစကလတိုက်မှာပါနေတဲ့တိဇောဓာတ်ဆိုတဲ့ဥတုကြောင့်ဆင်ခဲဖြစ်ပေါ်သွားတဲ့ယုတ်တရားတို့ရဲ့အပေါင်းစုယုတ်ကလတို့ရဲ့အပေါင်းစုဖြစ်ပါတယ်။အဲဒီတော့ဒီအာနာပါနကဒီကစိတ်အဲ့ဒီစိတ်ကြောင့်စိရိစယုတ်တိဖြစ်နေတာကိုပထမရှုရပါတယ်။စိတ်ကြောင့်စိရိစယုတ်တိဖြစ်နေတာကိုမြင်တဲ့ပုဂ္ဂိုလ်က ဒီဝင်နေတွဲလေဆိုတာဘာလဲလို့ကြည့်လိုက်ရင်ဝင်နေတွဲလေကခုနကကလတ်တစ်ခုတစ်ခုကိုတက်ခွင့်ရင်ပထဝီယာဘောဒီဇောဘာယောအစိဏယတဩဇာအတန်အသက်ရှူတဲ့အတန်ဆိုပြီးကိုမျိုးရှိတယ်ဒါကဣဇဒပဲအဲ့ဒီကိုမျိုးထဲမှာဒီဇောဒဘာတော့အဲ့ဒီဒီဇောဒကသင်္ကန်းယုတ်ကလအတ္တတကိုဖြစ်စေပါတယ်ဖြစ်စေတာကအာနာပါနသမာဓိကစွန့်အင်ကြီးမှရင်ယုတ်ကလများစွာကိုဖြစ်စေတဲ့ အနပါဏသမာဓိစွန့်အင်းကယော့နေနေရင်တော့ကလတ်တခုမှအနပါဏဝင်လေတွက်လေတဲ့မှာပါနေတဲ့ကလတ်တခုကြောင့်စင်ငယ်ဖြစ်သွားတဲ့ယုတ်ကလတ်အရေအတွက်က20 30လောက်သာရှိတတ်ပါတယ်။အကင်းရင်သမာဓိစွန့်အင်းကအကောင်းလာရင်အစင်ပေါင်းများစွာအတိဇက်တိုက်ဖြစ်နေပါတယ်။အဲဒီလိုဖြစ်နေတဲ့ယုတ်ကလတ်ဒီကိုပထမ မြင်အောင်ရှုရမှဖြစ်ပါတယ်။အဲဒီလိုယုတ်ကလတ်ဒီကိုမြင်ပြီးတဲ့အခါယုတ်ကလတ်တခုတခုမှတရှိတဲ့ ပထဝီယမောတိဇောဝါယောအစိဏယတဩဇာဆိုတဲ့သဘောတရားဒီကိုတက်ခွဲပြီးတော့သူတို့ကအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးရှုရမယ်။အဲဒီလိုရှုတဲ့အပိုင်းမှာဝင်လေထွက်လေမှာတည်ရှိတဲ့ယုံတရားလောက်ကိုအာယုံယူပြီးရှိုံနဲ့အရိယာမဉ္ဇဏ်ဖုံညာဘယ်လိုမှမဆိုင်ပါဘူး။ဓဝရ၆ပါးလုံး52ကုဋ္ဌတာလုံးမှာတည်ရှိနေတဲ့ယုတ်အစ်စ်ယုတ်အတုအလုံးကိုသိင်းကြီးရှုပါရပါတယ်။ဥပမာဒီသက္ကုဓဝရမှာ သကုဓာတကကလကာယဓာတကကလဘာဝဓာတကကလဇီဝိတနဝကကလစေတ္တဇအထကလဥဒ္ဒဇအထကလအဟာရဇအထကလဆိုပြီးယောကရအမျိုးစာ9မျိုးယောမျိုးစာ63ခုရှိနာမလည်းထိုနည်းလည်းကောစသည်ဖြင့်ဒွါရ6ပါးမှာရှိတဲ့ယုတ်တွေကိုကုန်းစင်အောင်သိသိရတယ်42ခုထာတာမှာရှိတဲ့ယုတ်တွေကိုကုန်းစင်အောင်ဆက်လက်သိသိရတယ်42ခုထာတာထဲမှာဝါယောကုထန်တ6မျိုးရှိပါတယ် အဲ့ဒီ6မျိုးထဲမှာအတ္တတပတ္တကွဋ္ဌသလည်းတစ်ခုပါဝင်ပါတယ်ဒီတော့အဲ့ဒီရုပ်အလုံးနဲ့မှမှအတ္တတပတ္တလေးကအစိပ်ပိုင်းလေးတစ်ခုနည်းနည်းလေးသာဖြစ်ပါတယ်ဒါကြောင့်ရုပ်တွေကိုအလုံးကုန်စင်အောင်ရှုရမယ်ရှုပြီးတော့မှနန္တရားတွေကိုပြောင်းပြီးသိသိရမယ်ဒွါရ6ပတ်မှရှိတဲ့နန္တရားတွေဇာနန္တရားအဝင့်အပါကုသိုလ်ဇောဝိတိအကုသိုလ်ဇောဝိတိနန္တရားတွေကိုဆက်လက်သိသိရမယ် သိသိပြီးတော့မှဒီယုတ်နာပရမတရားတို့ရဲ့အကြောင်းရင်းဖြစ်တဲ့ကြောင်းကျိုးဆက်တဲ့ဖို့ပြိဿာသမုပ္ပါသဘောတရားတွေကိုဆက်လက်ပြီးရှုပွားသိသိရပါတယ်။အဲဒီလိုသိသိပါမှနာမရူပပြိစေတဉာဏ်နဲ့ပြည့်စရာပြိကဉာဏ်တို့ကိုရရှိမှဖြစ်တယ်။ဒီဉာဏ်နှပါးကိုရရှိပြီးတဲ့အခါမှဒီဉာဏ်နှပါးဖြင့်ရှုပွားသိသိထားတဲ့ယုတ်တရားနန္တရားအကြောင်းတရားအကျိုးတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးရှုပါမှဒါလျှင်ဝိပဿနာဖြစ်ပါတယ်။ယခုလောက် ဒီစာထဲမှာဖော်ပြထားရုံလောက်နာသီးပြားနဲ့ထိတဲ့နေရာကလေးရဲ့လေးကလေးရဲ့နာသီးပြားနဲ့ထိတဲ့နေရာကလေးရဲ့အဲ့ဒီနှစ်ခုကယုတ်တရားအဲ့ဒီသဘောတရားကိုသိနေတဲ့စိတ်ကနတ်တရားဆိုတဲ့အဲ့ဒီအတိလောင်နေတော့မေဖို့နိဗ္ဗာန်ဘယ်လိုမှမရပါဘူး။ဘာဖြစ်လို့လဲတပည့်တော်ကနေကလျှောက်ပြီးပြီ။သဗ္ဗဘိခွေအနဗိဇာနာအပရိဇာနာအဝိရာဇိယအပဇဟံအပဘောဒုဋ္ဌခရာယဆိုပြီး ဘုရားရှင်ကိုယ်တော်တိုင်ကအလုံးစုံသောခန္ဓာငါးပါးယုတ်တရားနန္တရားတွေကိုညာတပညာတိရဏပညာဗဟာနာပညာခေါ်တဲ့ပညာပညာသုံးချက်ဖြင့်ပဲမင်းချာချာမတိကရင်တန္တရာဝစီရဲ့ဒုက္ခရဲ့အဆုံးပိုင်းချဖြစ်တဲ့နိဗ္ဗာန်ကိုဘယ်လိုမှမရောက်ထိုက်ပါဘူးဆိုပြီးအတိအကျဟောထားပါတယ်နော်